โอเคမင်္ဂလာပါဗျာအော်တို့ကတော့ return statement ပေါ့နော်အဲ့တော့ return statement ကမနေ့ကကျွန်တော် return statement ကိုပြောပြတာပါအဲ့တော့ return ပြန်တယ် return ပြန်တဲ့အခါမှာเนาะကျွန်တော်တို့ကဒါအဲ့ထပ်ပြီးတော့ပုံစံတစ်မျိုးအဲ့တော့တွဲချက်မှုကိုဆောင်ရွက်ရတွင်ね function မှာတွဲချက်ထားသောတန်ဖိုးတစ်ခုကိုပြန်ကြားပေးခြင်းဖြစ်ပါသည်တွဲချက်မှုကိုဆောင်ရွက်ရရင်ねတန်ဖိုးထည့်သွင်းရအတွက်တေးကြား variable တစ်လုံးမလိုအပ်ဘဲအဖြေကို ပြင်ပမှ function သုံး၍လက်ခံရတွင်အသုံးပြုနိုင်ပါသေးသည်တဲ့ဒါတမင်ချက်တာပါ ။ဟုတ်တယ်မင်းချက်တာလဲဆိုတော့ကျွန်တော်တို့အမြဲအချိန်တိုင်းမှာတော့ဆရာတို့နားလည်ပါရဲ့အာအဲ့တော့ပို့ပြီးတော့ပြောရရင်ဟုတ်ဆရာတို့ရဲ့ဘဝထဲမှာဆရာတို့ရဲ့ဘဝထဲမှာအမြဲတမ်းကိုယ့်ကိုအစဉ်ပြေနေတယ်ကိုကလေးလာလို့ကောင်းနေတယ်ကိုနဲ့တင့်တော်တယ်ဆိုရင်လူနဲ့ပဲအမြဲတမ်းဆောင်ရမယ်လို့ပြောလို့မရအခုလိုမျိုးရှေ့က return statement ကိုနားလည်ပြီးသားဖြစ်ချင်းဖြစ်မယ်ဒါပေမဲ့အခုစာမြန်မာလိုရေးထားတဲ့စာနဲ့ကြောင်းနော်မြန်မာလူမျိုးတွေကမြန်မာလိုရေးထားတဲ့စာနဲ့ကြောင်းကိုဖတ်လိုက်ပြီးတော့ return ကိုနားလည်ပြီးသားဟာလေးတော့ချောထွက်သွားလည်းဖြစ်နိုင်တယ် this is a life အဲ့ဒါဘောရမယ်အဲ့တော့ကိုယ်မှာတချို့အရာတွေကိုကိုယ်ကတိထားပြီးသွားပြီဆိုလို့ရှိရင်တချို့အရာတွေကိုရှောင်လိုက်ပါကြောလိုက်ပါအဲ့ဒါကကျွန်တော်တို့ဒီသင်္ကန်းဆောင်မှာလည်းထည့်ပြောပါတယ်အာမနေ့ကကျွန်တော်လာပြီးတော့မေးတယ်ညီမတယောက်ဆိုတော့အဲ့လိုပဲဗောနောမေကွန်း तू မေကွန်းကရှင်းရှင်းလေးပါကျွန်တော်လည်းရှင်းပါတယ် तू လည်းရှင်းပါတယ်ဒါမဲ့ तू ထပ်မေးတာက VS Code အပြင် JavaScript ကိုဘာနဲ့တုံးပြီးတော့ရေးလို့ကောင်းသေးလဲဗောနော तू မေးတယ် ကျွန်တော်မေးတဲ့မေးခွန်းကလည်းရှင်းရှင်းလေးပဲပြန်မေးရအောင် VS Code ကဘာဖြစ်လို့လဲပေါ့နော်သူကလည်းဖြေပါတယ်ရှင်းရှင်းလေးပါပဲ VS Code ကဘာမှမဖြစ်ပါဘူးဒီတိုင်းသိချင်လို့မေးရပါတယ်ကျွန်တော်လည်းဒီတက်ထက်ရှင်းအောင်ဖြေပေးလိုက်ပါတယ်ကျွန်တော်မသိဘူးလို့အဲ့တော့သူစိတ်ထဲမှာဘလို့ဖြစ်သွားလဲတော့မသိဘူးပေါ့နော်ဆရာကမဖြေရှင်းမင်းနဲ့မဖြေတာလို့ဘာလို့ထင်တချို့အရာတွေကကျွန်တော် VS Code ထက်ပိုကောင်းနေဟလာကျွန်တော်တခြားသုံးလို့ရတဲ့အရာတွေရှိပါတယ်ဆိုပြောလိုက်ရင်အာ VS Code ကဘာလို့မကောင်းတာလဲဒါမှမဟုတ် solution အဲ့ဒီအရာကိုဘာဖို့ကောင်းတာလဲနောက်ဆက်တွေဖြေရမယ့်အရာအများကြီးပဲဗျအောင်နောက်တယ်ဒါသူ့ကိုလည်းကျွန်တော်ပွင့်လင်းလင်းပြောတာပေါ့နော်သူ့ကိုအောင်နောက်တယ်ဆိုအဲ့ဒီမှာတာမပြောချင်လို့ဒီမှာလာပြီးတခါရေးပြောတာပေါ့အဲ့တော့ အော်နောက်တယ်ဆိုရင်ညီမအတွက်ပြောတာမဟုတ်ညီမကိုကျွန်တော်အော်နောက်တယ်လို့ပြောတာမဟုတ်ကျွန်တော်တို့ဘဝမှာအဲ့လိုယာရီရှိတတ်ပါတယ်တချို့ယာရီကသူတည်လဲတည်ကျွန်တော်မေးရတကယ်တည်ကျွန်တော်မေးရလည်းဖြစ်နိုင်တယ်ဒါပေမဲ့ကျွန်တော်ဖြေပြီးတော့ဘာထူးမှာလဲကျွန်တော်ဒီမှာဆိုရင်တချို့ bracket သုံးတဲ့လူတွေရှိပါပါเนาะကျွန်တော်တို့က HTML ဆိုတော့ bracket နောက်ဆုံး note block block နဲ့ရေးရလူတွေအောင်ရှိချပါပါအဲ့တော့ဘာနဲ့ရေးရကျွန်တော်တို့ code အဆင်ပြေနေတယ် code ကောင်းနေတယ် code run လို့ရတယ်ကိုယ့်ရဲ့ memory allocation ထားလိုက်ကျွန်တော်တို့ကိုယ့်ရဲ့ memory ရဲ့ specification နဲ့ guide နေတယ်ကောင်းနေတယ် ပြပြီကျွန်တော်တခြားတရားကလာပြောရဲ့နောက်တစ်ခုထပ်ဆန်းနောက်တစ်ခုထပ်ဆန်းဆရာတို့က software ရေးမှလားဆရာတို့က software ဆန်းနေမှလားကျွန်တော်တို့အတွက်ဆန်းနေဆိုတဲ့အရာတွေကတချို့အရာတွေကဆန်းတဲ့နေဒါပေမဲ့အဲ့ဒီအရာတွေအတွက်ကျွန်တော်တို့မှာအချိန်တစ်ခု ရှိရလားကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုတချို့အရာတွေအတွက်မကုံဆုံးပါစေနဲ့ဒါလေးကိုပြောတာပါဟုတ်ဒီသင်ခန်းစာဘာကိုပြောချင်တာလဲလိုလေလေးပဲ return function ဆိုတော့နားလည်ပြီးမလား function တခုက return ပဲချိန်မှပြန်လာလဲသူရဲ့ tempo ကိုတွက်ချက်မှုဆောင်ရွက်လိုက်တယ်အဲ့တွက်ချက်မှုဆောင်ရွက်လိုက်တဲ့အဖြစ်ကတခါရဲ့ function ထဲမှာအလုံးမလုံးဖွဲနဲ့တွက်ချက်မှုရဲ့အဖြစ်ကိုတခြားနေရာကနေရယူတုံးဆွဲခြင်းတဲ့အခါမှာ return function ကိုတုတ်တာကျွန်တော်ဒါကိုမနေ့ကပြောခဲ့ပြီးနားလည်တယ်မလားနားလည်ဒါကြီးစက်ကြည့်မနေနဲ့တော့ရှုပ်ရရဲစက်မကြည့်နဲ့စက်ကြည့်ရင်ရှုပ်ကုန်မှာ this is a programming မှာ ကျွန်တော်ဒီ program မျိုးဒီလိုနားလည်ပြီးမှာတချို့ login form တခုအကင်တွေ့နေကြ login form တွေကိုမထွက်တော့ဘူး login form လှတယ်ဒီဥမာပို့ပြီးနှိစက်ပါလိမ့်မယ်နော်အဲ့လိုပြောလိုက်ရင်ကျွန်တော်ပို့ပြီးသဘောပေါက်မယ်ထင်တယ် login form တခုရဲ့ဟိုဘယ်ဒီနေ့ဒီချိန်ထိရေးလို့မပြီးသေးတဲ့ program မာကြီးမြင်နေရတယ် login form တခုဆွဲလိုက်နောက်တစ်ယောက်ကလာပြ login form လေးလှတယ်ဆိုအဲ့ဘက်ပါသွားပြန်အောင်နောက်တစ်ယောက်က 3D နဲ့ဆွဲထားတယ်ဆိုလိုက်သွားပြန်အောင်နောက်တစ်ယောက် animation ဆိုလိုက်သွားပြန်အောင်နောက်တစ်ယောက်က JavaScript မှာ jQuery ပါဆိုလိုက်သွားပြန်အောင်နောက်တစ်ယောက်က database တိရှိတယ်ပြောလိုက်သွားပြန်အောင်ကျွန်တော်က login form program မှာလုပ်မလို့လားကျွန်တော်တို့နော်ဟလာဒီမှာကျွန်တော်တို့တချို့နော်လုပ်ငန်းခွင်ထဲမှာလုပ်နေလူတွေပါပါတယ် login form program မှာဆိုပြီးအလုပ်ခေါ်တာမြင်ဘူးလားတချို့ရတယ်ကခေါင်းနဲ့မထည့်နဲ့အဲ့ဒါကကျွန်တော်တို့နော်အကူတယောက်ကညီညီမငယ်လို့ပြောတာအကျိုးနောက်ပိုင်းမှာလည်းကြုံလာသေးမယ်တခါလာလဲ login form login form login form အကျိုးတခါလာလို့ရှိရင်လည်းနောက်ထပ်နောက်ထပ်တချို့ရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က ထပ်ပြီးလေ့လာစရာမရှိတော့ဘူးလားလို့တော့မေးစင်တဲ့မိကွန်းနေရှိတယ်။ဘာလို့လဲဒီနားမှာရင်ရက်ပြီးဒီနားမှာရင်ပတ်နေရလဲပေါ့နော်။ဒါလေးကိုတော့ကျွန်တော်ကဒီနေ့လမ်းကြုံလို့ဒီတင်ကန်းစာရောက်တဲ့ချိန်မှာဒါကိုပြောမယ်လို့စိတ်ကူးထားလို့ပြောလိုက်တာပေါ့။ Okay ။ဘာမှကြည့်မနေတာနော်ခေါင်းတော့တယ်။ဒီလိုခေါင်းမနောက်ဘူးဆိုရင်တော့လည်းမှတ်ချင်မှတ်ပေါ့ဗျာနော်။အော်ကျွန်တော်တို့က sort for number ဒီဒီခါကျရင်ကိန်းကိန်းတွေကို sort တင်စီပါမယ် တော့ကင်းကင်းနဲ့ news sorting စီရယ်ဆိုတော့ var number 54 uh 53412 sorry အဲ့တော့သူရဲ့ကျွန်တော်ကင်းကင်းနဲ့ထည့်ထားတဲ့ number တခုရှိတယ် very very name ရ number ပေါ့နော် sorting c မထားဘူးအဲ့တော့အောက်မှာ number dot sort ဆိုပြီးစပြီးစဉ်းတယ်စဉ်းတဲ့အခါမှာလည်း function ဆိုပြီးရေးလိုက်တယ် a ကောင်မှာ b ဆိုပြီးရေးတယ် return a dash b တဲ့နော် a minus b ပေါ့နော် ascending order c d ရဲ့ document or write number plug br ရဲ့ never.sort function e ကိုမှာ b ရဲ့ return b- a ရဲ့ descending order ကြီးစင်ငယ်လိုက်စင်သည်ရဲ့ document.write number what is this high level အင်းရကလေးလေးစကားနဲ့ပြောရင်နော်ပြောတော့ဥပမာပြောမှတကူနော်တွက်စကားနဲ့ပို့စာကြောင့်တမျိုးစာမွေးမေးရောတမျိုးဆိုသလိုပေါ့နော်အဲ့တော့ဆောစောကကျွန်တော်တို့ဒီ okay နေတယ်ပေါ့နော်ဟလာ character လို့ခေါ်ရဲ string လို့ခေါ်ရဲဟာတွေကိုစင်လိုက်တာ okay တယ်နော်သူမှဟလာနော် ascending ဆိုလို့ရှိရင် sort လို့ရေးလိုက်တယ် ော်ကျွန်တော်တို့က descending ဖြစ်နေတယ်ဆိုရင် solve ဖြစ်ပြီးသားကို reverse ပြောင်းလိုက်ရင် descending order ပေါ်ပြီ okay ဒီမှာကျတော့ဘာတွေဖြစ်ကုန်တာလဲပေါ့နော်ဘာတွေဖြစ်ကုန်တာမဟုတ်ဘူးတကယ်တော့ domain show အောင်ရေးထားတာပေါ့ဒါမှထားလိုက်ပါကျွန်တော်လေ့လာကြည့်ရအောင်နော်ရှုပ်တဲ့အရာတွေလည်းလေ့လာအောင်ပါပဲပေါ့နော်အဲ့တော့ပထမဆုံးတစ်ကြောင်းအစားကြည့်မယ်အဲ့ဒါကတော့ bar number ဆိုရဲ array တစ်ခုရှိတယ်သူထဲမှာ demo တစ်ခုထည့်ထားတယ်အရေးတစ်ခုရှိတယ်အဲ့ဒါကိုကျွန်တော်တို့က number.socks function function ဆိုတော့ဒီမှာဒီကွင်းစာကွင်းပိတ်လေးပါရင်ကျွန်တော်တို့က function ဒါပေမဲ့ဒီမှာကွင်းစာပါတယ်ကွင်းပိတ်ရပြန်မှာဒါ function ရဲ့ကွင်းပိတ် function a ကောင်မှ b ရဲ့ကွင်းပိတ်သူ့ရဲ့ကွင်းပိတ်ကပြန်မှာဒီမှာလာပိတ်တယ်အဲ့တော့ဒီ sort ဆိုတဲ့ function ဒီဒီကနေပြီးတော့ဒီရမှာသူကပိတ်တယ်ကျွန်တော်ရှိမှရောပြောခဲ့ပါတယ်ကျွန်တော်တို့က function နေဒီ sort တဲ့ခါမှာ function ကိုမနေကြပါဘူးရှိမှဆိုတော့ပြောမနေကပြောခဲ့တယ် function ကိုထည့်တာ return value ရောပြောခဲ့တယ်နော် return value ထည့်တဲ့အခါမှာအာနော်တန်ဖိုးလေးပဲယူတာပါ နောက်ပိုင်းကြားလို့ရှိရင် function တစ်ခုလုံးကြီးကိုပြန်ထည့်တာပါလာမယ်လို့ပြောခဲ့တယ်အခုဆိုရင်ကျွန်တော်တို့က function တစ်ခုလုံးကို function ထဲမှာထည့်တာဟာဗျာရှုပ်လိုက်တာလေးလာရင်လေးလာရင်နဲ့ပူပူပြီးတော့ကျွန်တော်တို့ကရှုပ်လာတဲ့ပူပူပြီးတော့ခတ်လာတဲ့ဆိုဖြစ်တတ်မှာတယ်လို့ပြောခဲ့ပါတယ်အဲ့တော့ဖြည်းဖြည်းချင်းပြန်လိုက်ပြီးလေးလာမယ်အရင်ကြီးမူးမသွားပါနဲ့โอเคအဲ့တော့ကျွန်တော်တို့ကဒီအပိုင်းလေးကိုကြည့်မယ်ဆိုလို့ရှိရင် stock ဆိုတဲ့ function နဲ့မှာဒါလေးဒီ stock ဆိုတဲ့ function နဲ့မှာရှိရဒါလေးပဲခဏထားလိုက်အဲ့တော့ stock function နဲ့မှာ function တစ်ခုတိစောက်ထားတယ်ဘာလို့ function တစ်ခုလို့ပြောရဆိုဒီမှာ keyword ကြီးပါနေတယ် function ဆိုတဲ့ keyword ကြီးပါနေ function ဆိုတဲ့ keyword စီ function စောက်ထားပဲလေဒါကကိုယ့်ဘာသာကိုစောက်တဲ့ function ဒီ stock ဆိုတဲ့ function က system function အလွယ်ပြောလိုက်တာ system function သူကသူစောက်ပြီးသား function နောက်က function ဆိုတာကိုယ့်ဘာသာကိုစောက်တဲ့ function အဲ့ function မှာ name ပါလားမပါဘူး function name မပါအော် name မပါနဲ့ရေးလို့ရတာရတယ် ဘယ်လိုရေးရလဲဆိုတော့ဒါဒီကျွန်တော်တို့က inner function လို့ခေါ်တယ်။ဒါပြန်ပြီးတော့တလုံးဘာတွေလဲဗျာနော် i n n e r inner function နောက်တစ်ခုကျွန်တော်တို့ကသူ့ကိုနောက်တစ်မျိုးခေါ်တယ် joint function ဟာတလုံးတော့မှတ်ရခဲ့ပါလေဆိုမှဗျာနော် joint เนาะ joint ဒီရောက်မှန်သားရေးပါเนาะအဲ့တော့ joint joint function အဲ့တော့ဘာပြောရလဲ inner function ဆိုတော့ function တစ်ခုအတွင်းမှာနောက်ထပ် function တစ်ခုရေးတဲ့အခါမှာအဲ့ function name ကိုဖျောက်ပြီးရေးလို့ရတယ်တဲ့အဲ့ဒါကို inner function လို့ခေါ်တယ်နောက်တစ်ခုကကျွန်တော် join function လို့ခေါ်တယ် join function ဆိုတာ function တစ်ခုကိုပေါင်းရေးတယ်အဲ့လိုမျိုးနဲ့ကျွန်တော်တို့ကဖျောက်ရေးလို့ရပါတယ်တဲ့အဲ့ဒီအချိန်မှာပဲဖျောက်နော်ပုံမှန် function တစ်ခုတည်းပဲတိစောက်ထားရင်တော့ name အထက်ကိုထည့်ပေးရမယ်အဲ့တော့အခု inner function ပုံစံဖြစ်နေတယ် inner ဆိုတော့ function တစ်ခုရဲ့အတွင်းမှာနောက်ထပ် function တစ်ခုရှိနေတယ်ဒါကိုကျွန်တော်တို့က inner function လို့ခေါ်တယ်ထည့်ရေးလဲရတယ် ထည့်ရေးလည်းရတယ်ပြဿနာမရှိနောက်ပိုင်းထည့်ရေးရတွေ့လိုက်ဟာဒီမှာကျတော့ထည့်ရေးပါပြီဖြုံးမယ်တခါလေးပြောခဲ့တယ်ထည့်ရေးလည်းရတယ်မထည့်ပဲထားလည်းရတယ်အဲ့လိုပဲထားအောင်အဲ့တော့ function တစ်ခုရှိတယ် name ကတော့ဘာမှမပေးထားဘူးတကယ်တော့ name က space ပေါ့နားပေါ့ဗျာနော်တကယ်တော့နော် programming structure တိကျပြောမယ်နားဆိုရင် function name ပေးထားတာအဲ့တော့ function name မရှိပါမဲ့ကျွန်တော်တို့ a, b ဆိုပြီး parameter နှစ်ခုယူထားသေးတယ်သူက parameter နှစ်ခုနော်အဲ့တော့ function တစ်ခုရှိတယ်အဲ function က parameter နှစ်ခုတောင်းထားတယ် a, b နော်ဒီကျွန်တော်တို့ကဒါဒီ comment ရေးထားတာ comment ညီခဏမျက်စိနှာအောင်ခဏပိတ်ထားလိုက်မျက်စိနှာအောင်ခဏမိတ်ထားလိုက်အဲ့တော့ပြီးသွားပြီဒီမှာကျွန်တော်တို့ကတုံငွေလေးပြန်ပိတ်လိုက်တုံငွေပိတ်တာဒီဒါ function ရဲ့ block လေး function ရေးတော့ရေးရေးခဲ့ပြီးသားပဲနော် function ဒီတုံငွေပါတယ်လို့ပြောခဲ့ပြီးသားအော်တုံငွေဒီဒါ function ရဲ့ပြီးသွားပြီဒီဘိုင်းပြီးသွားအဲ့တော့ဒီဘိုင်းပြီးသွားတဲ့အခါမှာသူ့ရဲ့ကျွန်တော်တို့ကဝင်ပိတ်လေးကိုပြန်ပိတ်လိုက်တယ်ဟောဒီမှာပြန်ကြည့်မယ်ဆိုရင်ဒါ queen လေးပြန်ပိတ်လိုက်တယ်ဒီ queen လေးပြီးရင်ဒါ socks ရေးပြီးသွားရဲ့ဆိုလို့ရှိရင်နောက်က semi comma ပိတ်တယ်ဒီကြောင်းနဲ့ရေးလေးပိတ်ရတာပဲနော်ဒါအများကြီးရှေ့ကြီးရေးပြီလို့ ဒါလည်းပိတ်ရမှာပဲအဲ့တော့စမီကမှပြန်ပိတ်လိုက်အရင်ဆုံး structure ကိုနားလည်အောင်ပြပေါ်တာနော် သူကြီးထားတဲ့ပုံစံဒီရှုပ်တယ်လို့ခန်းစားရတယ်ဒါပေမဲ့တေချာလိုက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ TV သားတိုင်းရေးလိုက်တာပါပဲအဲ့မှာမှာတဲ့သူကကင်းကင်းနဲ့သာဖြစ်ခဲ့ရဆိုရင်ဒါပဲနော်ဒါပဲကင်းကင်းနဲ့သာဖြစ်ခဲ့ရဆိုလို့ရှိရင်သူကဒီ sort function နဲ့တွဲသုံးရတာနော်ဒါတော့မှ sort function နဲ့တွဲသုံးတယ် sort function နဲ့တွဲသုံးတယ် sort function နဲ့တွဲသုံးတဲ့ array ဒီကင်းကင်းနဲ့သာဖြစ်ခဲ့ရဆိုလို့ရှိရင် ူ့ကိုကျွန်တော်တို့က a ရင်း minus b လို့တကယ်နမဖတ်ဘူးအဲ့တော့ a dash b လို့ကျွန်တော်တောက်လျှောက်ဖတ်တယ်နော်ရေးရတော့ minus လေးနဲ့ရေးရပါဗျာဒါမှ a minus b ဆို a နဲ့ b ကိုနှုတ်တယ်လို့ဖြစ်သွားမှာတော်တော်နော်ကျွန်တော် a dash b နော်ကျွန်တော်တို့ deck sign လေးနဲ့ပေါ့နော်အဲ့တော့ a dash b လို့ရေးလိုက်ပြီဆိုရင်တော့သူကဘာလဲဖြစ်လဲဆိုတော့ ascending order ဖြစ်တယ်အဲ့တော့ return ပြန်ပေးလိုက်တယ်ဆိုတော့ tempo ကိုအဖြေပြန်ထုတ်ချင်လို့ဒါဒီတိုင်းပြောလိုက်တယ်နော်တကယ် return machine ပဲနဲ့ထားလိုက်တယ်ရတယ် a ကို a dash b ပဲအဲ့မှာ print တစ်ခါလေးထုတ်လိုက်မယ်ဆိုရင်ဒီထဲမှာထွက်သွားလိမ့်မယ်အဲ့တော့သူရဲ့ structure ကိုကြည့်မယ်နော် sorting လည်းဖြစ်တယ် sorting ဆိုတော့ dot sort ကိုလည်းတုံးထားတယ် dot sort ဆိုတဲ့ command ကိုလည်းတုံးတယ်ပြီးရင်သူက number လည်းဖြစ်တယ်ဆိုလို့ရှိရင် a minus b a dash b ပေါ့နော်အဲ့လိုကြီးလိုက်တယ်ဆိုလို့ရှိရင်သူကငွေစင်ကြီးလိုက် order ပါတဲ့နောက်တစ်ခုက b minus a နော်ဒီလိုပြန်ကြည့်ရအောင်အဲ့ a နဲ့ b နဲ့ဘယ်ရရလဲတော့မလုပ်နော်ဒီမှာတော့ဒီရရနေတာနော်ရှိရရောက်တဲ့ကင်းကင်းနဲ့ကိုရှိရရေးလိုက်တယ်ဆိုလို့ရှိရင်ဒါငွေစင်ကြီးလိုက် ရှေ့ရရောက်တဲ့ကင်ကင်တော့ပြောင်းမယ်ရှေ့ရရောက်တဲ့ဒီမှာ B- နဲ့ A လို့ရေးပြီးဒီမှာ B- နဲ့ A တော့တမလုံးနေเนาะအဲ့ဒါဆိုတော့เนาะကျွန်တော်တို့က ascending order ကိုပြန်ထွက်လာမားနိုင်တဲ့နေရာကိုပြောပြရအောင် A- A, A, B လို့ရေးရဲ A- B လို့ရေးပြီးတော့ A- B လို့ရေးလိုက်ရင် तू က ascending order နဲ့ထွက်တယ်ရေးတာ A- B ဒီနေ့ရှုပ်သွားအောင်ရေးတာက A- B first number second number ဒီလိုမျိုးယူစတာ first number A second number B ယူရပါရမီတာနေရာမှာဒီလိုရေးထားတယ်ဒါပေမဲ့အတွင်းထဲမှာ b dash a ဆိုပြီးတော့ပြောင်းလိုက်တယ်ဒီမှာကျွန်တော် speed တမင်းအောင်ချတာနော် speed ချရည်လည်းရတယ်ဆိုတော့ပြောတာချရည်လည်းရတယ်ကတ်ရည်လည်းရပြဿနာမဟုတ်ဒါပေမဲ့သူရဲ့ structure ကတော့ရှေ့ရထားမှလားနောက်ကထားမှလားဒါကိုကြည့်ပြီးတော့ computer ကဒသနီလားအစနီလားဆုံးဖြတ်ပလိုက်မှာအဲ့တော့ဒီမှာ a ကောင်မှ b လို့ရေးထားပါမယ်သူ့ကိုပြန်စီရေးတဲ့အခါမှာ b dash a ဒါမှမဟုတ်ရှင်လည်းအာတန်တန်နဲ့ပဲနော်ကိုယ်ကတော့ဖတ်နေကြတိုင်းပဲ b minus a လို့ဖတ်ချင်တယ်ဖတ်တာဖတ်လိုက်ပါပြဿနာမရှိဘူးဒီနေရာမှာမှန်ပါတယ်နှစ်ယောက်လုံးမှန်တယ်ဟုတ်နော် တော့ b minus a လို့သာရေးလိုက်တယ်ဆိုလို့ရှိရင်သူကဘာနဲ့ထွက်မလဲဆိုတော့ descending order descending order နဲ့ထွက်ပါတယ်ပြီးရင်ကျွန်တော်တို့ကသူ့မှာ document right number ဆိုပြီးတော့ဒါ number ကိုပြန်ပြီးတော့ထုတ်ပြထားတယ်အဲ့တော့ဘာလို့ number လို့ပဲယူရတာလဲဆိုတော့ကျွန်တော်တို့ကဒီမှာ number.sort number.sort အဒီမှာ document right နော်ဒီမှာတစ်ခုထုတ်ထားတယ်နော် document right တို့ပြောဘာလို့ number ပဲယူရတာဆိုတော့ number ဒီ is a function number ဟိတခုလုံးဒီ function ဖြစ်သွားတာ ကျွန်တော်ရဲ့ name ပါစီဒီမှာတော့ဘာပဲရှိသေးရလဲဆို array ပဲဒီမှာရောက်တဲ့အခါမှာသူဒီဘာဖြစ်သွားလဲ function ဖြစ်သွားတာ what is function function ဆိုဒီမှာသူတဲကို function ကြီးတစ်ခုလုံးငုံပြီးပြန်ထည့်လိုက်တယ်အားကြောင့်သူဒီ name ပါစီ function ဖြစ်သွားတာ document write name လို့ပဲရေးလိုက်ပြင်မယ်ဒီအောက်ကဒီမှာရေးရတာ name ပါပဲဒီမှာရေးရတာ name ပါစီဘာထွက်လာမယ့် name လဲဆို ascending order ပါတယ်ကိန်းကိန်းနဲ့ဒီ ascending order လောက်ထားတဲ့ပုံစံထွက်လာမယ်အောက်က number စီ ကင်ကင်နဲ့နေကို descending order လောက်ထားတဲ့ပုံစံနဲ့ထွက်လာတဲ့အရာဖြစ်ပါလိမ့်မယ်။ Okay ကျွန်တော်လည်းဒါတော့ပဲရှင်းပြထားပါတယ်။ Ascendiva တိတ်ထွေရူတော့မရှိဘူး။ဒါပေမဲ့တော့ကျွန်တော်တို့ကဒီဟာလေးကိုနားလည်ပြီဆိုလို့ရှိရင် နောက်ပိုင်းဟောဒါအခုက inner function နောက်ပိုင်းမှာ joint function တွေအဲနောက်တစ်ခုဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့က construct အာ ထားလိုက်တော့နောက်ထပ် function တစ်ခုရှိသေးတယ်ပါဇက်ဖားမေးပြောတတ်သွားတယ်မပြောတတ်ဘူးပေါ့နော်ပါဇက်ထဲမှာမမှတယ်လို့မပြောတော့ပါနောက်ထပ် function တစ်ခုရှိတယ်ဒီပုံစံ၃မျိုးပဲခက်တာပါကြည့်မယ်ဆိုလို့ရှိရင်ပြပုံမှန် simple function အာ normal function လို့ခေါ်လိုက်ပိုကောင်းမယ်ပေါ့နော် normal function ကတော့ပုံမှန်တိုင်းပဲစောက်တယ်လောက်ကြရှိရလောက်တယ်အဲ့ function ကိုပြန်ခေါ်လိုက်တယ် okay အခုကျွန်တော်တို့ကဒါဒီ inner function function တစ်ခုရဲ့မှာနောက်ထပ် function တစ်ခုထည့်တဲ့ပုံစံစပြီးတော့တွေ့လာရပြီအသုံးများလားပြောရင် တိတော့အတုံးမများဆုံးဒီပုံစံအဲ့လိုနောက်ထပ်ကျွန်တော်တွေ့လာမယ်နော်အာ construct function လို့အလွယ်ပြောကြတာဒါပေမဲ့သူ့ရဲ့ function name ကလေးလုံးလောက်ရှိရပါတော့ချို့လည်းမြင်မှုမှာပါဒီလိုလေးနဲ့လေနော် function ထဲမှာကျွန်တော် arrow နဲ့ထိုးပြီးတော့တုံးတဲ့ function ပေါ့နော်အဲ့ကောင်ကဒုတိယတွေ့ရများလိမ့်မယ်ပေါ့နော် function တစ်ခုကမူရင်းရှိပြီးသား function ကိုလှမ်းခေါ်ပြီးတော့အဲ့ function ကိုပို့ပြီးတော့ကောင်းထပ်ပြီးတော့တိဆောက်တယ်ဟောပြောရရင်ကိုရှုပ်လိုက်တာပဲတော့နော်အာဖြည်းဖြည်းချင်းရှုပ်လာမှာပါနော်ကျွန်တော်တို့ကအာနော် ကြိုပြီးတော့ပြင်ဆင်လို့ရအောင်ပြောတာပါအစဆိုတော့ဘယ်ရမှာစို့ဒီလိုပါပဲအလွယ်ပါတယ်နောက်ပိုင်းရောက်လာလေးလေးပို့ပြီးတော့ခက်လာမှာထုံးစံပါပဲဖြစ်လဲဖြစ်တယ်ပါတယ်အဲ့တော့ဖြည်းဖြည်းချင်းကိုကိုကိုစီမံခန့်ခွဲတော့ပါအာနောက်ပိုင်းနောက်ပိုင်းရောက်လာလေးအချိန်ပို့ပို့ပြီးတော့ပေးရမှာပါโอเคကျွန်တော်ဒီနေ့တော့ဒီလောက်ပါပဲ